ေဘူးစန်းအားစေကြော်လို့ပြည်သူတွေအနေလူတွေမှာကိုအိမ်ကပိုက်ဆိုင်မှုပေါ့ကိုအိမ်မှာရှိတဲ့ပတ်စံလေးဆို5000တန်မနှွှဲရှိတဲ့1000တန်မနှွှဲရှိတဲ့ဘာနဲ့မှထားတာတမျိုးပေါ့နော်ဒါတော့တိတာကမှထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုက်လဲဒါပေမဲ့ဒေါ်စုက9နှစ်လုံးလုံးနိုင်ငံခြားသားကိုပေးကြိုက်ခဲ့တယ်ဘိုးဘိုးပါရဲ့တော်ကြီး90တောက်ကတကယ် key player တရားတွေကိုကြိုက်သွားတော့ကျွန်တော်နိုင်ငံဟာသူ့ကြုံဘဝကိုတနက်တစ်ချက်မှမပြစ်ဖက်နဲ့ရောက်သွား ားလုံးပဲမင်္ဂလာပါ MZ ဘာမီမာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပြောရွှင်ကြည်လူခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အစဒါမှမဟုတ်ဘတော်မအကြောင်းမဖတ်ကျွန်တော်တို့ဒီလိုမျိုးဒီတိုင်းပဲဝင်လာအကျမ်းမဖက်ဖို့အရေးကြီးတယ်အကျမ်းမဖက်ရင်သူတို့ကျွန်တော်တို့ဖြိုခွဲလို့မရဘူးမင်းစီရဆက်သူတို့ကျွန်တော်တို့စီးပွားရေးတွေပြစ်ခိုင်းနေတယ်မှန်ပါလားကျမ်းမရရောမထိခိုက်ဘူးလားပြစ်ပါ မေဘူးသမ်းပါဗျာကျွန်တော်တို့ပြည်သူတွေမေဘူးသမ်းပါစေကျွန်တော်တို့ပြည်သူတွေပါမေဘူးသမ်းပါအဲ့ဒါကြီးကိုဒီတရားတွေကနေပြီးတော့ကျွန်တော်တို့အောက်ချောင်းနေတာမှန်လားအဲ့ဒါကြောင့်ဆရာလာရှင်တော့တိုင်မလို့ဘူးတယောက်တည်းပဲရှိတယ်မှန်ပါလေအဲ့ဒီတရားကိုကြောက်ချောင်းနိုင်ရင်ဒါပြီးကျွန်တော်တို့လေကျွန်တော်ဟုတ်ပြည်သူတွေအခုလိုမျိုးတောင်းဆိုခဲ့တယ်ဗျညင်သက်စွာနဲ့နော်အေးချမ်းစွာနဲ့ ကြည်ုံအသားလေးပါဆက်ဆက်ဆက်တုံနေကျွန်တော်မိသားစုဘလောက်တောင်မုံလဲခံမြင်စိတ်တယ်အခုဒီအကိုကြီးဘယ်ရောက်နေလဲအဆင်ပြေရလားဆိုတာကျွန်တော်သိချင်တယ်ဗျခွေးတွေလက်အောက်မှာအထောင်သွင်းပြီးအချင်းချခံထားရသလားနော်ခွေးတွေအောက်မှာဆက်ပြီးတော့အမှုထမ်းနေလားဆိုတာဒါသိရသူများရှိရင်တစ်ချက်ပြောသွားပေးပါအောင်ဗျမင်္ဂလာပါအေးပြောစားပါအေးအဲကျွန်တော်တခုပြောချင်လို့ဗျဟွန်းပြော ကျွန်တော်နိုင်ငံအခုဘာဖြစ်နေလဲဆိုတော့ဘာဖြစ်နေလဲဒီလိုနေတက်နေကမကောင်းတာဖြစ်နေငွေကြီးဖောင်းပွားနေအကြောင်းဖြစ်တာသူကြောင့်နေလို့ကြောင့်လေအကြောင်းဖြစ်တာလဲဆိုတော့အခင်ဗျားတို့ကျွန်တော်ပြပြမယ်ပြောကျွန်တော်တို့ကိုယ်အိမ်ကပိုင်ဆိုင်မှုပေါ့ကိုယ်အိမ်မှာရှိတဲ့ပတ်စံ၅00တန်းမနှွှဲရှိတဲ့1000တန်းမနှွှဲရှိတဲ့ဗာနဲ့မှထားတာတမျိုးပေါ့နော်ဟုတ်ပြီကိုယ်အတုံးလေးကဘီကတေတာတွေမှထားတဲ့ရွှေလေးငွေလေးတင်ခါရမင်္ဂလာဆောင်ကြရထုတ် ဒီကဒေတာမရှိတဲ့လူကတော့ဒေတာတွေမှာထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုက်လဲကျွန်တော်ရေတခါပြောဦးတယ်အဲ့တော့ကိုကိုယ်တိုင်ကြိုက်တယ်မကြိုက်ရင်ဟိုမိမကြိုက်တယ်ဟိုဘက်အရာလူတော့ပြေးမကြိုက်ဘူးဟိုဘက်မျိုးကလူလည်းပြေးမကြိုက်နိုင်ငံခြားသားဆိုပို့ဆိုတာပေါ့ဒါပေမဲ့ဒေါ်စုက9မိနစ်လုံးလုံးနိုင်ငံခြားသားကိုပြေးကြိုက်ခဲ့တယ်ဘိုဘဘန်ရဲ့တော်ကြီးအဲ့မှာကျုပ်တို့နိုင်ငံရဲ့ဟာလားနိုင်ငံကြောင်ဝင်ငွေတွေထွက်ငွေတွေအကုန်တိကျသွားတယ်ဘယ်ကကျွန်းတက်ကဘလောက်ဝင်နေကြောင်ဆင်းကဘလောက်ဝင်နေ တရားဟောလာကိုကတင်ကားပြန်ဝင်လာဘလောက်လင်းများဝင်လာဘလောက်အကုန်လုံးဝင်လို့ထွက်နေတိသွားတိသွားတဲ့ခါကျကျွန်တော်တို့ဝေချင်တာရှိရင်နိုင်ငံသား90ကျော်ကိုင်ကျွန်တော်တို့ဝေစီအဲ့ဒါကြီးတို့နိုင်ငံသားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာကိုကဝေချင်တာလေးပိတ်တယ်ကိုကရောင်းချင်ရင်မဝယ်ဘူးအဲ့လိုလှုပ်တော့ခါကျကျွန်တော်ကမောက်ကမောက်နေပြေတော့ဒေါ်လာစီးလေးတဲ့ပြီးတော့ရွှေစည်းတွေခေါင်ခောင်တဲ့အလိုတွေဖြစ်ပုံကမောက်ကွားတွေဖြစ်ပုံလားကျွန်တော်တို့ကပြီးခဲ့တဲ့9နှစ်မှာနိုင်ငံသား90ကျော်ကတကယ် key player တရားတွေကိုကင်သွားတော့ တို့နိုင်ငံဟာသူ့ကြုံဘဝကိုတနက်တစ်ချက်မှမပြစ်ပြနဲ့ရောက်သွားတာမျိုးနောက်တစ်ခါဖြစ်လို့မရဘူးအဲ့ဒါပြောတာလေးစားပါလေနော်ကြံဖော့ကဘူးလက်လှကြောင်ခင်ဗျားပြောလို့ပြီးသွားပြီဆိုကျွန်တော်ပြောမယ်ခင်ဗျားတို့ကအမေစုရဲ့နာမည်မပါရင်စကားမပြောတတ်တာလားအမေစုကခင်ဗျားတို့တွေအခုလိုမျိုးအာနာသိမ့်လို့မရအောင်အကွက်ကြကြ စီစဉ်ခဲ့တာအရာကိုဂယုမဆိုင်ဖဲနဲ့ခမားတို့ကတိတိရေနဲ့အာနာသိမ်းလိုက်တဲ့အတွက်ဒိုင်းကြီးကအခုလိုမျိုးကမောက်ကမရယ်ဖြစ်ပြီးခမားတို့အတိကစောက်သုံးမကြတဲ့အတွက်အာနာယူတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေခံစားနေရတာကျွန်တော်တို့နိုင်ငံလေးစုံပြတ်တတ်နေရတာခွေးကိုကြီးမျိုးပါတာတာသနာနဲ့မှိုင်းတိုက်ဖို့မစင်းစားနဲ့ ထမင်းစားတဲ့အုံနောက်မရှိတဲ့သူတွေပဲယုံလင့်မယ်ကျွန်တော်တို့တွေကတော့ယုံနိုင်စရာအကြောင်းတစ်ဆက်မှမရှိဘူးအဲ့တော့ကျွန်တော်မိသားစုတွေဒီခွေးအိုကြီးကိုဘာပြောချင်လဲအသက်ကြီးပြီးချိန်စားမစည်းတဲ့နော်တက်ဖို့ပါတီတအုံလုံးကိုကျွန်တော်ပြောချင်တာတစ်ခုကတော့ရှိတယ်အဲ့ဒါကတော့ရုပ်တမတော့